အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေချင်တာကတော့တကယ်အသုံးကျတဲ့ marketing strategy တခုအကြောင်းကိုမျှဝေမှာဖြစ်ပါတယ်ဒီ strategy နဲ့ပတ်သက်လို့ရှင်ကျွန်တော်တို့ကအကြည့်ကြီးတွေလည်းအများကြီးမကုန်ဘူးပြီးလို့ရှင်ကိုပုံမှန်နေ့စဉ်လုပ်ဆောင်နေတဲ့လုပ်ငန်းတခုကိုစနစ်တကျနဲ့ကျွန်တော်တို့ကအကောင်းဆုံးလုပ်နိုင်ရုံနဲ့ပင်ကျွန်တော်တို့ရှိကို customer တွေအများကြီးလာစေမယ့် lead line တခုလည်းဖြစ်ပါတယ် ဒီနီလန်းကတော့ဗာလဲဆိုလို့ရှိရင် word of mouth လို့ခေါ်တယ်အဆင့်စကားတစ်ဆင့်ပြောသားတဲ့နီလန်းဖြစ်ပါတယ် customer တွေအချင်းချင်းပြောရမယ်အဲ့ customer တွေအချင်းချင်းတယောက်တယောက် lesson ခံပြီးတော့ကိုယ့်ရဲ့ product ကိုယ့်ရဲ့ထုတ်ကုန်အကြောင်းပြောသားတာဒီကိုယ့်ရဲ့ business ကိုကြီးထွားစေခြင်းရဲ့အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်ပြီးတော့ကိုယ့်ရဲ့ brand လို့ခေါ်တယ်ကိုယ့်ရဲ့အမှတ်တရစိတ်ကိုယ့်ရဲ့ brand ကိုလည်းပို့ပြီးတော့ခိုင်မာစေပါတယ် word of mouth ကိုကျွန်တော်အပိုင်းခွဲမှာဆိုလို့ရှိရင်နှစ်ပိုင်းရှိပါတယ်တစ်ပိုင်းကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့လူတယောက်ချင်းစီပေါ့နော်ခုနပြောသလို in person တွေ့ပြီးတော့တယောက်တယောက် လက်ဆင့်ခံပြီးတော့ပြောပြပေးတာပေါ့နော်ပြီးလို့ရှိရင်ဒီကုန်ပစ္စည်းကောင်းတယ်ဒီထုတ်ကုန်ပစ္စည်းကကောင်းတယ်ဒီဆိုင်ကကောင်းတယ်ဒီဝက်စားဒီဒီ brand ကတော့ကောင်းတယ်အဒီအသုံးဆောင်ပစ္စည်းကတော့ဘလို့အကျိုးရှိတယ်ဘလို့အကြ ాయి ခံတယ်စသဖြင့်ဒါတွေပြောပြကြတယ်နောက်ထပ်တနည်းဆိုလို့ရှိရင်တော့ကျွန်တော်အခုခေတ်မှာခေတ်စားနေတဲ့ကျွန်တော် digital marketing ဖြစ်ပါတယ် social media ပေါ်မှာလူတွေကကုန်ပစ္စည်းအကြောင်းဘာတွေပြောနေလဲပြောမယ်ဆိုလို့ရှိရင်လူတွေပြောနေတဲ့အရာသည် word of mouth ပဲဖြစ်ပါတယ်ဆိုတော့ word of mouth ဆိုတဲ့ marketing strategy မှာကျွန်တော်တို့ဒီကိစ္စအများကြီးပါတယ် ကြတော့ကျွန်တော်က social proof လို့ခေါ်တဲ့ internet ကနေပြီးတော့ဒီကိုယ့်ရဲ့ product အကြောင်းကိုယ့်ရဲ့ဝန်ဆောင်မှုအကြောင်းကိုအာ share ပေးတာတွေ review တွေဝင်ရေးပေးတာတွေပြီးလို့ရှိရင် comment တွေဝင်ရေးပေးတာတွေနော် mention ခေါ်တဲ့ကိစ္စတွေဒါတွေအားလုံးကဘာလဲဆိုရင် word of mouth ဖြစ်ပါတယ်ကျွန်တော်ပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်ဘယ်သူ့ကိုအရင်ဆုံးသွားပြီးစဉ်းစားလဲအဲဒီပစ္စည်းတစ်ခုကိုဝယ်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ကအာကိုမဝယ်ဘူးတဲ့ပစ္စည်းဆိုလို့ရှိရင်ပို့ဆိုးတာပေါ့နော်ကိုတစ်ခါမှမဝယ်ဘူးသေးတဲ့ပစ္စည်းကိုတစ်ခါမှမစားဘူးသေးတဲ့ဆိုင် အကိုတခါမှမတုံးကြည့်ဘူးပါသေးတယ်အတုံးဆောင်မျိုးဆိုလို့ရှိရင်ဘသူ့ကိုကျွန်တော်တို့မေးကြလဲဆိုရင်ကျွန်တော်ကိုခင်မင်းတဲ့လူဒါမှမဟုတ်လို့ရှိရင်ကိုတန်ရောင်းစင်ကြီးတဲ့လူကိုရဲ့မိတ်ဆွေစင်ဟာကိုရဲ့ဆွေမျိုးသားချင်းစသဖြင့်ဒီလိုလူတွေကိုကျွန်တော်တို့မေးလေးရှိကြတယ်အဲ့ဒီမေးတဲ့အပေါ်မှာမူတည်ပြီးတော့ customer တွေရဲ့ဝယ်တဲ့နှုန်းကအများကြီးပြောင်းသွားတယ်ကိုတခုဝယ်မယ်ဆိုလို့ရှိရင်လူတွေကဘာလို့လိုက်ရှာလဲဆိုလို့ရှိရင်သူများတွေဒါနဲ့ပတ်သက်ပြီးရှေ့ရဝယ်သွားတဲ့လူတွေကဘလို့ပြောရသလဲ ပြီးတော့ရှင်အဲကိုမိတ်ဆွေတကယ်ချင်းနေမှာဒါကိုဝယ်သုံးထားတဲ့လူရှိလားဝယ်ပြီးသွားတဲ့လူရှိလားဒါတွေကိုစဉ်းစားကြတယ်ပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှင်ကျွန်တော်တို့ social media မှာလာပြီးမေးကြည့်တယ် page မှာရေးထားတဲ့ review တွေကြည့်တယ်ပြီးလို့ရှင်အဲ share ထားတာတွေ like ကြည့်တယ်ပြီးလို့ရှင် comment တွေကို like ကြည့်တယ်ဒီထဲမှာ customer ရဲ့ feedback တွေဘယ်လောက်ကောင်းလဲဒါကိုတကယ်ဝယ်သုံးထားတဲ့ customer တွေဒါကိုတကယ်ဝယ်ပြီးတော့စားကြည့်မှုတဲ့ customer တွေကဘာတွေပြောထားသလဲဒါတွေကိုလူတွေကလိုက်ကြည့်ပါတယ်။ Watermark marketing strategy မှာဒီဥစ္စာတွေပေါဝင်ပါတယ်။80ရာခိုင်နှုန်းလောက်အထိကိုဒါ ဒီ product ဒီ service တကူကိုသူ့ရဲ့အုံနောက်ထဲမှာစဉ်းစားပြီးတော့ဒါအောင်ကရွေးချယ်ရင်ကောင်းမလားဆိုတော့ဆုံးဖြတ်ချက်နဲ့နောက်ဆုံးရွေးချယ်ပြစ်သွားတဲ့အဆင့်အထိကိုအကျိုးရှိတာကိုတွေ့ရပါတယ်။အခုလက်ရှိကမ္ဘာမှာအောင်မြင်နေတဲ့ company တော်တော်များများကလည်းဒီ word of mouth လို့ခေါ်တဲ့ strategy ကြောင့်ပဲအောင်မြင်လာကြတာဖြစ်ပါတယ်။သူတို့ရဲ့ရင်ထဲမှာဒါနဲ့ပတ်သက်ပြီးတော့ကျေနပ်တဲ့စိတ်တွေရှိတယ်။သူစိတ်တိုင်းကြခဲ့တယ်၊သူပျော်ရွှင်ခဲ့တယ် ူကျေနပ်တယ်ဆက်ပြီးအဲ့လိုခံစားချက်တွေကြောင့်မလို့သူတို့ရဲ့နှုတ်ဖျားနေပြီးတော့ကိုယ့်ရဲ့ brand ကြောင့်ထွက်လာတယ်ကိုယ့်ရဲ့ဝန်ဆောင်မှုကိုယ့်ရဲ့ service ကြောင့်တခြားသူတွေကသူနော်ပြောပြခြင်းစိတ်တွေဖြစ်လာတဲ့အတွက်ကြောင့်မလို့ business ကိုတကယ်ကိုဝယ်လာစေတဲ့ effect တခုကိုရစေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီ marketing strategy WOM လို့ခေါ်တဲ့ word of mouth strategy ကိုသုံးမယ်ဆိုလို့ရှိရင်တော့လောက်ရမယ့်အချက်ကနှစ်ချက်ပဲရှိပါတယ်တစ်ချက်ကဘာလဲဆိုရင်တော့ကျွန်တော်တို့ရဲ့ထုတ်ကုန်ပစ္စည်းကိုအကောင်းဆုံးဖြစ်အောင် quality ပြည့်ပြည့်နဲ့ကျွန်တော်အည်သွေးမိအောင် ထုတ်လုပ်ပြင်ဆင်ထားဖို့ဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဗာလဲဆိုရင်ကိုယ့်ရဲ့ customer တွေကိုသူတို့အခက်အခဲဘယ်နေရာမှာဖြစ်နေတာလဲဆိုတာကိုကျွန်တော်တို့ကအကောင်းဆုံးဖြေရှင်းနိုင်မှုလို့ပါတယ်။သူစိတ်ကျေနပ်သွားမယ်၊သူပျော်ရွှင်သွားမယ်၊သူကျေနပ်သွားမယ်သူဝမ်းသာသွားမယ်သူပီတိဖြစ်သွားမယ်စသဖြင့်အဲ့လိုကောင်းမွန်တဲ့ခံစားချက်မျိုးတွေဖြစ်အောင်သူ့ရဲ့အခက်အခဲတွေတကယ်ပြေလည်သွားအောင်သူမတူအောင်ဖြည့်ရှင်းပေးနိုင်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ဒီ word of mouth strategy ကိုအသုံးပြုတဲ့နေရာမှာအင်မတန်ကြိုးရှိထိရောက်မှာဖြစ်ပါတယ်ဒီလူတွေကအခြားသူတွေကို ကို့အတွက်ပေါ့နော်သူကအခမဲ့သူကကြောင်ညာပေးမဲ့လူတွေဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုရရှိဖို့အတွက်ဆိုလို့ရှင်တော့ကျွန်တော်တို့နေ့စဉ်လုပ်နေတဲ့အလုပ်တွေမှာကျွန်တော်တို့ပို့ပြီးတော့အာရုံစိုက်ဖို့လိုပါတယ်ကိုယ့်ရဲ့ထုတ်ကုန်ပစ္စည်း service ကိုအဆင့်မြင့်မှာပြီးရင် customer တွေရဲ့ပြဿနာကိုသူများထက်ပိုကောင်းအောင်ကျွန်တော်တို့ဖြေရှင်းပေးနိုင်မှုလိုပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ word of mouth marketing strategy ရဲ့အဓိကအသက်ပဲဖြစ်ပါတယ်။အဲ့လိုလုပ်ခြင်းအပြင် customer တယောက်ချင်းတယောက်ချင်းရဲ့ နော်နှုတ်ထားမှာကျွန်တော်တို့ product တွေကိုဆွဲလန်းပြီးတော့အခြားသူတွေကိုသူပြန်ပြောပြတဲ့အခါမှာရာခိုင်နှုန်းတော်တော်များများသည်ကျွန်တော်တို့ဝယ်ထုတ်ကုန်ပစ္စည်းကိုအမြင်နဲ့စဉ်းစားပြီးတော့လာဝယ်ကြမှာဖြစ်ပါတယ်ဒီနည်းနဲ့ကျွန်တော်တို့မိတ်ဆွေတို့လုပ်ငန်းတွေပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်လာဖို့မျှော်လင့်ပါတယ်အဲဒီအတွက်ကြောင့်မိတ်ဆွေများအားလုံးစီးပွားရေးလုပ်ငန်းတွေပို့ပြီးတော့ဖွံ့ဖြိုးတိုးတက်ကြပါစေကျေးဇူးတင်ပါတယ်